လော့ဗ်နိုနိုင်ငံဘေရွတ်မြို့ရဲ့စင်ချေဘုံရက်ွက်တစ်ခုမှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဟစ်ဘိုလာပျောက်ကြားအဖွဲ့ရဲ့စစ်ဘက်အကြီးအကဲတေဆုံးသွားပါတယ်။ဂါဇာစစ်ပွဲကိုအကြောင်းပြုပြီးအစ္စရေးနဲ့ဟစ်ဘိုလာတို့ကြားဖြစ်ခဲ့တဲ့အပြန်အလှန်တိုက်ခိုက်မှုကိုအမေရိကန်ကကြားဝင်စိတ်ဆက်ပေးခဲ့လို့ပြီးခဲ့တဲ့တစ်နှစ်လောက်ကအပြစ်အခတ်ရက်စဲခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီသဘောတူညီမှုရှိနေတဲ့အတိုင်းလဗနွန်အခြေစိုက်ပျောက်ကြားတပ်ကိုနိုဝင်ဘာ23ရက်နေ့မှာအစ္စရေးကတိုက်ခိုက်ခဲ့တာပါ။ ်အစ္စရေးစစ်တပ်ကဘေရွတ်တောင်ပိုင်းစင်ချေဘုံရက်ွက်တနေရာမှာဟစ်ဘိုလာရဲ့ယာယီစစ်ဦးစီးချုပ်အလီတပ်တာပိုင်းကိုပြစ်မှတ်ထားတဲ့စစ်စင်ရေးတစ်ခုလှုပ်ဆောင်ခဲ့ပါတယ်။အီရန်ကကြောထောက်နောက်ခံပေးထားတဲ့ဟစ်ဘိုလာတပ်ဖွဲ့ကလည်းနောက်ပိုင်းမှာတော့တပ်တာပိုင်းတည်ဆုံခဲ့တဲ့တရင်ကိုအတီးပြုတ်ပါတယ်။ဟစ်ဘိုလာတွေကတပ်တာပိုင်းကိုဂျီဟတ်လှုပ်ရှားမှုရဲ့အခမ်းအနားဆုံးခေါင်းဆောင်တဦးအဖြစ်ရည်ညွှန်းခဲ့ကြတာပါ။လေကြောင်းတိုက်ခိုက်မှုကြောင့်အဆောက်အအုံတစ်ခုပျက်စီးခဲ့ပြီး လူ9ဦးလောက်တိဆုံးခဲ့ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။အဲ့ဒီအဆောက်အအုံပြက်နာမှာရက်ရင် Hezbollah အရာရှိတအူးဖြစ်တဲ့ Mahmoud Omari က Israel ဟာလုံလုံကဲကဲစီးကျော်လိုက်တာဖြစ်တယ်လို့ဆွဆွဲသွားပါတယ်။ဒီလောက်ရအတွက် Israel ကိုဘလို့တုံ့ပြန်မလဲဆိုတာ Hezbollah ခေါင်းဆောင်တွေကပြန်လည်ညှိနှိုင်းသုံးသပ်သွားမယ်လို့သူကပြောပါတယ်။ Lebanon ကျမ်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့ Israel တိုက်ခိုက်မှုကြောင့်9ဦးသေပြီး28ဦးထပ်မံနေဒဏ်ရာရခဲ့တယ်လို့ အထက်တချို့မြင့်တဲ့အဆောက်အအုံလဲအတော်လေးပျက်စီးခဲ့တယ်လို့သိရပါတယ်။တပ်တပိုင်ဟာ Hezbollah ရဲ့ဩဇာကြီးမားတဲ့စစ်ဦးစီးတအူဖြစ်ပါတယ်။2016မှာအမေရိကန်ကသူ့ကိုရေးယူပိတ်ဆို့နမေပြက်စရင်သွင်းခဲ့ပြီးဒေါ်လာ5သန်းစုကြီးထုတ်ထားပါတယ်။လေကြောင်းတိုက်ခိုက်မှုအပြီးမကြခင်မှာပဲ Israel ဝန်ကြီးချုပ်ကရုံမြင့်တန်ကြားက30မိန်ကွန်းပြောရမှာ Israel အနေနဲ့ Hezbollah တွေကိုအင်အားပြန်လည်စုစည်းတာမျိုးလုံးဝဖြစ်ခွင့်ပေးမှာမဟုတ်ကြောင်းသတိပေးခဲ့တယ်လို့ Hezbollah တွေစီက လက်နက်အပီးတံဖြုတ်ယူသိမ်းဆီးမဲ့သဘောတူညီချက်ကိုလက်ဗနွန်အစိုးရကထိထိရောက်ရောက်အကောင့်ထဲဖော်ဖို့မျှော်လင့်ကြောင်းလဲဖော်ပြထားပါတယ်ရှင်။